အားလုံးပဲမင်္ဂလာပါဗျာဆိုင်းလင်တဲ့ထားလာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖန်ကြတော့ကရင်ပြည်နယ်မှာစစ်တကယ်တိုက်တဲ့ PDF တွေပဲဒုက္ခရောက်တဲ့အကြောင်းကိုမိမိုးပြောလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှမဟုတ်အဲ့ဒီကြောင့်လည်းပတ်သက်ပြီးပါဒီဘလို့ဆက်လက်ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလင်တဲ့ထားလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ီနယ်မှာစစ်တကယ်တိုက်တဲ့ PDF တွေကတော်တော်ကိုဒုက္ခရောက်နေပြီပြီလို့စစ်တကယ်တိုက်တဲ့ PDF တွေကလေသူတို့ဘယ်နေရာမှာပဲနေနေဘယ်နေရာမှာပဲစစ်တမ်းရရပေါ့နော်ဘယ်နေရာမှာပဲခိုးပြီးတော့နေနေရန်သူကအကလုံးသိတယ်နော်အစ်စ်ခွေးကိုတကယ်တိုက်တဲ့ PDF ကိုပြောတာနော်ကရင်ပြည်နယ်မှာနော်အဲ့ဒီသူတို့နေတဲ့နေရာမှာဂျန်သူကတတိကျနဲ့ drone တွေကျဲဘုံတွေကျဲအဲ့ဒီမျိုးလုပ်နေတယ်။အဲ့ဒါဒီကိစ္စတွေကမှမွာပြောချင်တာဟုတ်တပတော့ အဲ့ဒီချိန်မှာမပြောလို့မရဘူး PDF တွေတချို့မှမထွက်ပြရသေးဘူးတချို့မှထိုင်းနိုင်ငံမှာလည်းမရောက်သေးဘူးเนาะအခုမှမပြောလို့ရပြီသူတို့ပြောတယ်တကယ်တိုက်တဲ့ PDF ကပြောရဲဆိုတော့ကရင်ပြည်နယ်မှာသူတို့စစ်တိုက်တာသူတို့တစ်ဆာဖောက်ခံရတာအခါပေါင်းများစွာသူတို့တစ်ခါမှစိတ်ဓာတ်မကြဘူးเนาะကြပြီမဲ့လည်းနည်းနည်းပါပေါ့เนาะဒီတစ်ခါသူတို့တစ်ဆာဖောက်ခံရတာတော်တော်ကိုအာဘယ်လိုကမှလည်းတော်တော်ဆိုးတယ် ရန်သူဘက်ကလည်းသူတို့ကိုပက်ဆုပက်ဆက်နဲ့လိုက်တော့ကျဲတယ်သူတို့စီးတဲ့နေရာတိုင်းမှာသူတို့နေရာနေတဲ့နေရာတိုင်းမှာကရင်တစ္ဆာဖောက်လောက်ကောင်းနေပြီးစစ်ခွေးတွေပြီးကျဲတွေဒီကပြီးအကောင်လုံးသိတယ်ကွာဒီကြားဖျားကိုင်းတို့ကကေပါတို့ပါပါမစူပနော်ဒီဒီဒီကြားဖျားကိုင်းနဲ့ပတ်သက်တဲ့ community အားလုံးอ่ะနော်စစ်ခွေးစစ်သားမြောင်းလိုက်ရဲ့အပေါင်းပါပါတလို့ KNU ဖိုးကြီးကောင်းဆောင်ဘက်တွေလည်းပါတယ်နော်ပြီးတော့ဒီ DKBA တွေ PC တွေ BTS တွေအားလုံးပဲပြီးတော့ နော်ဒီကြားဖျားကန်ရသူတို့ရဲ့အသက်ပေါ့ဒီကြားဖျားကန်ကရင်ပြီးနဲ့ဒီလိန်စားညာစားခိုးစားလူကုတ်ကူတာတည်းဒါပြောမစတော့ဒီကရင်လက်နဲ့ကန်ခေါင်းဆောင်တွေရဲ့အသက်ဖြစ်သလိုမအားလာရဲ့အသက်လည်းဖြစ်တယ်နော်အခုတို့တခိုးအကြီးစားချင်းချင်းကပြန်ပြီးတော့ရန်ဖြစ်နေကြတယ်အော်ပြန်ပြီးတော့အပြစ်တင်နေကြတယ်အမေရိကန်ဆိုရင်အားလုံးကတခိုးအကြီးစားတွေပါ နော်ဒါပေမဲ့ကြားထဲမှာငါတို့ရဲ့ PDF တွေကကြားထဲမှာပြည်သူကိုကဲတင်မဲ့အချိန်မှာဟိုကရင်ပြည်နယ်ကိုပြန်တော့ကဲတင်မဲ့အချိန်မှာကရင်ပြည်နယ်လူမျိုးဖို့အဲစူးစမ်းပြီးတော့တိုက်နေတဲ့အချိန်မှာဒီမအေလို့တွေရဲ့စီးပွားရေးကြောင်းငါတို့ PDF တွေကပြန်တော့ဒုက္ခရောက်တယ်ငါတို့ပြည်သူတွေပြန်တော့ဒုက္ခရောက်တယ်ငါတို့ကရင်ပြည်နယ်တပြည်နယ်တော့ပြန်တော့ဒုက္ခရောက်တယ်ကွာနော်အဲ့ဒါကိုဘာကြောင့်လဲဆိုတော့ KNU သာတကယ်တော်လိုက်သမားကောင်းဆောင်ပီတာလို့ရှိရင်ပြည်သူဘက်မှာတကယ်ရတင်လို့ရှိရင်မအားလားနဲ့ဒီကြားဖြတ်ကမပါဝင်မပတ်သက်လို့ရှိရင် PDF တွေအဲ့လောက် ုက္ခမရောက်ဘူးပြုလို့နော် PDF တွေကခဏခဏအသားပြခံရတယ်လောက်ချန်ခံရတယ်ကွာဒီကီမီညာတိတဲ့အတိုင်းပဲသူတို့အပေးယူလုပ်နေတယ်ကွာရန်သူနဲ့သူတို့ဖင်လိုးဖင်ခံလောက်လိုက်နော်အာတကယ်တိုက်နေတဲ့ PDF တွေဆိုရင်သူတို့တိစ္ဆာဖောက်မယ်အာသူတို့ရန်သူစီမှာသူတို့တင်းတွေတိကျပေးမယ်အာဒီတကယ်တိုက်နေတဲ့ PDF ဘယ်နေရာမရှိလဲဘယ်တောက်ခွဲရှိလဲဆိုတာဘယ်နေရာကိုဘုံကျဲရမလဲဆိုသူတို့အကောင်တင်းပေးတာနော်ပြောရမယ်ဆိုတော့ KNU ကပြည်သူတွေနားထောင်ကောင်းဖို့ပဲအာပြည်သူဘက်မှာရတည်နေဆိုတာအမေရိကန်ဆိုရင် KNU ကမအားလားနဲ့တသားတဲ့ဖြစ်နေပါပြီဆိုရင် KNU BGF တွေဒီစစ်ခွေစစ်သားတွေအားလုံးကသူတို့ကအာနာစင်စင်နဲ့ပဲသူတို့ကနေချင်တယ်၊တွားချင်တယ်၊စောက်ချင်တယ်ပေါ့နော်။အာပြည်သူလူထုအောက်ချောက်တဲ့စနစ်သူတို့မလိုချင်ဘူး၊ဒီမိုကရေစီစနစ်သူတို့မလိုချင်ပါဘူးဆိုရင်နော်။အဲကြောင့် KNU ကဒီ9နှစ်အတွင်းလားဒီနှစ်80အတွင်းလားသူတို့တွေကသူတို့အာနာစင်စနစ်နဲ့ပဲသူတို့တွားချင်တာအာနာစင်စနစ်နဲ့တွားမှဒီတရားမဝင်တဲ့စီးပွားရေးတွေ နော်သူတို့သူတို့တွေက set block လောက်လို့ရမယ်အခုဒီတရားမုံနဲ့စီပွားရေးတချို့သူတို့ငွေတွေအများပြားရတယ်လေအဲကြောင့်အခုလေပြီးတော့စစ်တကယ်တတ်တဲ့ PDF body တောင်မှသူတို့တပည့်ဆိုမပြောနဲ့တော့တောင်တခြားမြောက်တခြားအနောက်တခြားဟိုဘယ်လိုခေါမလဲနေပြေးငါပြေးပဲနော်ခေါင်းဆောင်ပိုင်းမှာကြတော့ဒီအထက်ကအဖိုးကြီးတွေသူတို့ကိုပြန်ပြီးတော့မလောက်ကြံဘူးပဲသူတို့တတိဝူရီယာနဲ့နေရတယ်သူတို့တတိစစ်စစ်နဲ့နေရတယ် เนาะတကယ်စစ်ခွေးကိုတိုက်နေတဲ့ PDF ကောင်းဆောင်၊ကရင်ကောင်းဆောင်လားပမာကောင်းဆောင်လားဒီ PDF ကောင်းဆောင်နေပေါ့ငါနာမည်မဖော်မဖော်တော့ပေါ့เนาะအာဒါပေမဲ့သူတို့ရဲ့အမိတ်ကိုနာခံနေတဲ့ PDF အရေးချုပ်တွေเนาะဒီကရင်စစ်သားအရေးချုပ်တွေကြတော့ AACC ပဲပြီလို့ အာလိုက်ပါမှာဆိုရင်ငါတို့တိုက်ပါတယ်ငါတို့အကူညီလိုအပါတယ်ငါတို့ drone လိုအပါတယ်ငါတို့ဒီမှာစေးပွင့်မယ်ငါတို့တိုက်နေပါတယ်လေးကီကော့မှာပေါ့နော်အဲ့လိုမျိုးပြီးတော့အဲ့လိုမျိုးအေးချုံကောင်းနေ BGN နဲ့စစ်ခု BGN နဲ့ဒီ NC ရဖိုးကြီးအာနဲ့ပေါ့နော်ဟိုဘောမနေတဲ့ဒီအေးချုံတွေကြတော့နေလို့ရတယ် AAC ပဲဟို line ဆို line line လို့ line လို့စင်ဘာမဟုတ်ဘာမဖြစ်ဘာဘာပြဿနာမှမရှိကျွန်တော်တို့ကဆက်တိုက်နေရမယ်ဘာညာကျွန်တော်တို့ကဆက်လုံနေရမယ်တော်လိုင်းရမပြီးမချင်းကျွန်တော်တို့ကဆက်တိုက်ရမယ် အဲ့ဒီစကားပဲပြောရမယ်အတွင်းကြကြကြတော့တကယ်တကယ်တိုက်နေတဲ့အဖွဲအစည်းတွေတကယ်တကယ်တိုက်နေတဲ့ဖီရက်တွေအကျန်းကိုဒုက္ခရောက်နေပါတယ်နေ့တိုင်းညတိုင်းတစ္ဆာဖောက်ခံရပြီးတော့ drone နဲ့အကျဲခံရပါတယ်စင်နော်ဘာကြောင့်ဆိုတော့အခုမသေးသေးတဲ့ PDF တွေတချို့မှလူမြောက်နေနေမှာရောက်ရောက်လာတဲ့ PDF တွေကတို့တို့အကောင်လုံးပြောပြောပြတယ်တချို့မှဆိုရင်လည်းအဲ့ဒီအတွင်းထဲမှာပဲရှိသေးတယ်အဲအဲ့ဒီအတွင်းထဲမှာကြံနေတဲ့ PDF တွေကဘယ်နေရာမှာထွက်မရတဲ့ PDF တွေကဘာပြောလို့ဆိုတော့မှမိုးရေးတဲ့ကျွန်တော်တို့ကလက်နဲ့ကန်ကျွန်တော်တို့ကလက်နဲ့ကန်နေတယ်ဒါပေမဲ့ကျွန်တော်တို့စ စ်ခွေးတွေးလဲတိုက်လို့မရကျွန်တော်တို့ BGF တွေးလဲတိုက်လို့မရကျွန်တော်တို့ခေါင်းဆောင်ပိုင်းကဘာမှမပေးလောက်လဲအတွက်ကြောင့်ကျွန်တော်တို့ရငိမ့်နေရတယ်တဲ့ခံမနိုင်တဲ့သူတွေစိတ်ဓာတ်ထိခိုက်တဲ့သူတွေစိတ်ဓာတ်ကျတဲ့သူကြတော့ကိုကိုပြန်တော့ပြစ်သားတယ်မဟုတ်လို့ရှိရင်လည်းပြဿနာတွေတဲ့ပြီးတော့ပေါ့နော်ဟိုဒေါသတွေထွက်တဲ့လူတွေကြတော့သူများပြန်တော့လောက်ကြိုင်လိုက်တယ်တချို့မှကြတော့အမျိုးကိုမျိုးစီမှာအကူအညီတောင်းပြီးတော့ရတဲ့အနေနဲ့သူတို့ကယ်ထုတ်ပေးပါဆိုတာပေါ့နော်ဘယ်အဖွဲ့အစည်းမှမဆိုသူတို့ရကြိုးစားပြီးတော့ထွက်နေတယ်ပြေးနေတယ် ခုဖြစ်လာတဲ့ပြဿနာအားလုံးက PDF တွေတစ္ဆာဖောက်ခံတာတွန်လိုင်းသမားတွေတစ္ဆာဖောက်ခံတာ KNU အားလုံးမှာတာဝန်ရှိတယ်။နော်ကိုကိုကိုပြန်တော့တတ်သေးတဲ့ PDF တွေလားလောက်ကြံခံတဲ့ PDF တွေလားဖတ်ပြရတဲ့ PDF ဒါ KNU မှာတာဝန်ရှိတယ်။နော်အခုလည်းတချို့မှမကုံသေးဘူး။နော်ခုထိုင်းနိုင်ငံမှာရောက်လာတဲ့ PDF ဖတ်ပြတဲ့ PDF တွေအများပြပိန်ချောက်နေတာပဲတချို့မှဆိုရင်9ရက်6ရက်9ရက်ထမင်းမစားဘူး။အဲ့ဒီကရင်ပြည်နယ်ကတပ်ကွန်ထဲမှာထွက်လာလို့ရဖို့နော်ထွက်လာလို့ရဖို့ကပြီးတော့နော်ထမင်းငှားရတာအဲ့ 9ရက်6ရက်9ရက်လောက်ရှိတယ်။ခမင်းကပြတယ်နော်ပြတော့။အာ10ရောက်လို့လာလို့ရှိရင်အာတချို့မှကြတော့ဘလိတ်ဖန်လိုက်တယ်တချို့မှကြတော့အဲ့ဒီကြားထဲမှာပဲပေသွားတယ်ရန်သူတွေပြန်တော့ပြစ်တတာပေါ့အဲ့လိုမျိုးပေါ့နော်သူတို့တွေကခိုးဘာလဲအဲ့ဒီအဲ့ဒီတက်ကွင်းထဲမှာသူတို့ချိုးစားပြီးတော့ထွက်ရတယ်လေပြီးတော့သူတို့မထွက်လာသူတို့ဆက်ပြီးတော့တိုက်မယ်ဆိုရင်သူတို့စီးတဲ့နေရာတက်မှာရန်သူကတိတိကျကျနဲ့ပုံကျဲတာနော်ဖီဒီရဲ့အများပြားကိုယ့်ရဲ့ခေါင်းဆောင်တော့မှကိုယုံလို့မရတော့ဘူးအခုချိန်မှာ အဲ့ဒါအမှန်တရားဒါကရင်ပြည်နယ်မှာတော့တခြားနေရာမပါဘူးအခုကရင်ပြည်နယ်ရဲ့ပြဿနာဒီလိုမျိုးစောက်ပြက်သက်သွားတာဟာ KNU ကြောင့် KNU စောက်သုံးမကြတဲ့အတွက်ကြောင့် KNU မပြတ်သားတဲ့အတွက်ကြောင့် KNU မအားလာတဲ့ဒီ BGA တွေနဲ့ဖင်လို့ဖင်ခံဖြစ်နေတဲ့အတွက်ကြောင့် တောင်းယူမှုတောင်းခံမှုမရှိတဲ့အတွက်ကြောင့်နော်ပြည်သူလူထုနားထောင်ကောင်းအောင်ကျွန်တော်တို့ကတော်လန်ရေးလှုပ်လှုပ်နေပါတယ်စီးပွားရေးကိုစွန့်လွတ်မနိုင်တဲ့ဒီခေါင်းဆောင်အဖိုးကြီးတွေကြောင့်အဲ့တလိုမျိုးဖြစ်သွားတာအဲကြောင့်သူတို့တွေအားလုံးကတောင်းဝန်ရှိတယ်။နော်ငါတို့ရဲ့ PDA ရဲ့အသက်တိုင်းမှာငါတို့တန်ဖိုးထားတယ်နော်မင်းတို့အားလုံးကတောင်းဝန်ရှိတယ် PDA တွေမင်းတို့သစ္စာဖောက်တဲ့အတွက်ကြောင့်မင်းတို့လမ်းတွေပြန်တော့ဖွင့်လိုက်တဲ့အကြောင်း PDA တွေဒုက္ခရတယ်အဲ့ဒီဒုက္ခရတဲ့ PDA တွေအားလုံးကိုမင်းတို့တခြားနေရာမှာ NDA ကကင်းနဲ့ပြန်တော့ပို့ပေးနော်သူတို့အမျိုး ိုးစီမှာပြတော့ပို့ပေးထိုင်းနိုင်ငံမှာလားဘယ်နေရာမစူးเนาะမေတို့ခွေးစိတ်တွေမမွေးကြပါနဲ့ခင်ဗျတို့တော်လန်ရေးလဲပြီးခါနေပြီเนาะနေတို့လူစိတ်တွေမွေးသိမ့်တယ်ကွာနေတို့မသေးခင်လေးမှာเนาะနေတို့မသေးခင်လေးမှာတို့လူစိတ်တွေမွေးသိမ့်တယ်မအေးလို့တွေเนาะအာကိုကိုတီနေမှာစစ်တော်တိုက်ပြီးတဲ့ PDF တွေရအာလုံးရဲ့အသက်ကိုတို့အာလုံးတောင်းယူရမယ်